အားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါတယ်ရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါတယ်ရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်းနှင်းယူရဲ့ဇီဝဇိုးစံအိမ်လက်ရွေးစင် အတွေးဆောင်မစာစုစာအုပ်ရဲ့နောက်ဆုံးဆောင်းပါးလေးတစ်ပုဒ်ဖြစ်တဲ့ချမ်းမြေပါဤလောလိုအမည်ရတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ချမ်းမြေ့ဤပတ်ဝန်းကျင်သည်ကျမအတွက်မစိမ့်ပါသို့တော်ယခုတစ်ချိန်လာရောက်ခြင်းဟာခိတခဏလာသည်မဟုတ် ဝေယဝစ္စတာဝန်တစ်ခုခုယူကချမ်းမြေ့တွင် နေရန် လာရောက်ရခြင်းဖြစ်ပါတယ်ကျမဟာမိမိရင်ခွင်မှ ခွဲခွာလာစဉ်အသက်22နှစ်ကဖဆပလဌာနချုပ်ဤပတ်ဝန်းကျင်တွင်ကျင်လည်ခဲ့ရအသက်24နှစ်မှာဝင်ကြီးချုပ်ဤအတွင်းရေးအတွင်းဝင်အဖြစ် ဝင်နာမီယာပတ်ဝန်းကျင်ကိုရောက်ပါတယ်။ထိုပတ်ဝန်းကျင်များတွင်ကျင်လည်ရစဉ်က အတွေ့အကြုံများကိုကျမမဂ္ဂဇင်းများတွင် ရေးတံတလောက်ရေးသားပြီးဖြစ်၍ကျမဤစာဖတ်ပရိသတ်ဟာကျမပတ်ဝန်းကျင်ကို သူတို့တီးခေါက်မိပြီးသိရှိပြီးဖြစ်ကြပါတယ်။ကျမဟာ စာပေခရီးအစကျမဘဝဆောင်းပါးတွင်ကျမစာရေးဆရာဖြစ်လာခြင်းဤဂျေဇူးတရားကိုစင်ကျင်သည်ရှိသော ဖဆပါလာနှင့်ဝင်နာမီယာပတ်ဝန်းကျင်တွင်ကျမကျင်လေခြင်း မပြုမိခဲ့ပါက လူဘဝကိုနှံ့နှံ့ဆက်ဆက်သိမြင်နိုင်သော စာရေးဆရာတစ်ယောက်ဖြစ်လာမည်မဟုတ်ပါဟုဖဆပါလာနှင့်ဝင်နာမီယာ၏ကျေးဇူးတရားကိုကျမထုတ်ဖော်ခဲ့ပါသည်ကွန်မြူနစ်တို့၏ပရိပခရှိမှ တိုးတက်မှုရှိသည်ဟုသောအဆိုအမိန့်လိုပင်ကျမသည်ဖဆပါလာမှလည်းချင်းသိပိုးဆောင်မှဖြင့်စာပေနယ်ဝင်ခဲ့ရသည် အတိုက်အခံတွေ တပုံတပင် ဝင်နာမီယာမှာလဲထိုတစ်ခေတ်အတွင်းဝင်များယုံဝင်ကြီးများယုံပတ်ဝန်းကျင် အကြောင်းကို ရေးသားခဲ့ပါတယ်။အားနွယ်သူ ပါရှင်နှင့်ပိုးခန်းစည်းနောက်မှငရေကံများမဂဇင်းဝတ္ထုရှိနှစ်ပုဒ်ကိုဖတ်ဖူးကြပြီးလိမ့်မယ်။တဖန်ဝင်နာမီယာနှင့်ဝင်ကြီးချုပ်အကြောင်းကိုကျမချောင်းကလေးဆောင်းမနဲ့တရုတ်ဖော်ခဲ့ပါတယ်။ချောင်းကလေးဆောင်းမမှာ အမျက်ထွက်ခဲ့ပါတယ်။တောင်းကျန်းသူများအစိုးရဆုံးအချိန်တွင် ဝင်းကြီးချုပ်အိမ်တော်တစ်ဖွဲ့လုံးကိုလူလေးယောက်ပဲခန့်ထားခဲ့ပါတယ်။ဝင်းကြီးချုပ်ဟာထိုဆောင်မကိုဖတ်ရှုပြီးမှတာဝန်နဲ့လူမမျက်ဖတ်ဖတ်မောအောင်ဆောင်ရွက်နေရပါသောသူ့ယုံအဖွဲအဖြစ်ကို သိရှိကာလူများတိုးချဲ့ခန့်ထားသည်မှာစုစုပေါင်း30ဖြစ်ပါတယ်။ယုံအဖွဲကိုအစ်စ်မဖွဲ့ခင်ကကိုရံတော်ဘိုးမှုတယောက် အတွင်းရေးအတွင်းဝင်နှစ်ယောက်နဲ့ရဲအရာရှိတစ်ယောက်ဒီလေးယောက်ပဲရှိတယ်။တန်အမတ်များလာချင်းကားတကားဖွင့်သည်ကအစကိုရံတော်ဘုံမှုကလည်းဖွင့်ရတယ်။အတွင်းရေးအတွင်းဝင်ကလည်းဖွင့်ရတယ်။ကြုံရင်ကြုံသလိုသူ့အလုံးငါအလုံးမခွဲနိုင်ပါ။လောက်ကြရတယ်။ဖုန်လဲတုတ်ရတယ်။တယ်လီဖုန်းကိုလည်းကြုံသလိုကန်ရတယ်။အော်ပရေတာမခန့်ထားပါ။နောက်မှအော်ပရေတာမင်းစီဧည့်သည်တော်များ ကားတကားကိုဖွင့်ပေးဖို့ဂေါရခာအဆောင်များခန့်ထားလိုက်၍နေရာတကျရှိပါတော့တယ်။ချောင်းကလေးဆောင်မဤကျေးဇူးတရားပင် ဖြစ်ပါတယ်။ဝိနာမီယာကို ခွဲခွာရမယ့်အခါကနှုတ်ဆက်ဝိတ္ထုခေါ်ရပါမယ်။မျက်နှာကလည်းပြောင်ပြောင်ကိုရေးသားခဲ့ပါတယ်။နိုင်ငံရေးအကွဲအပြဲတွင်တာသည့်ဘက်ကို ရိမ့်မိအရာရှိကတော်တွေဤမျက်နှာပြောင်ပုံပတ်ဝန်းကျင်ကိုကျမရေးသားခဲ့ပါတယ်။ထိုဝိတ္ထုမှာတော့ ကျမကိုတော်တော်မျက်စောင်းထိုးကြပါလေမိမတို့မျက်စောင်းဆိုတော့နဂါးတို့မျက်စောင်းထက်ထက်လီမီလားယခုတော့ဘဝတန်တရာရေလိုင်းခရီးဤလိုင်းအပုတ်တွင် ကျမသည် ချမ်းမြေရိတ်သာဤငွေတောင်ရန်ပေါ်လာ၍တင်လီပြီကျမချမ်းမြေတွင်နေရန်လျှောက်ထားချိန်တွင် ချမ်းမြေဆရာတော်ကမိန်ကြားပါလေမြတ်စွာဘုရားသခင်လက်ထက်ကမြတ်စွာဘုရားကအရှင် အနုရုဒ္ဓတာ အရှင်ကိမိလာနဲ့အရှင်ဗဒ္ဒိယတို့ကိုဝါးချောင်းလေးတစ်ခုမှာ အတူတကွနေစေတယ်။တနေ့တော့အဲ့ဒီယဟန်သုံးပါးသတင်းသုံးတဲ့စီကိုမြတ်စွာဘုရားကိုယ်တိုင်ကြွသွားတယ်။ချစ်သားယဟန်တို့နေရေးထိုင်ရေးအစဉ်ပြေကြရဲ့လားလို့မေးတယ်။ဒီတော့အရှင်အနုရုဒ္ဓါကဖြေတယ်။အစဉ်ပြေပါတယ်ဖရာ။တပည့်တော်သည်ဤเจ้า၌သတင်း300တွင်တပည့်တော်စိတ်ဖြစ်မနေ တခြားယဟန်နှစ်ပါးစိတ်ဖြစ်နေပါသည်ဟုရှောက်ထားတယ်။အရှင်ကိမိလကလည်းအရှင်ဖျားတပဲ့တော်သည်တပဲ့တော်စိတ်နှင့်မနေတခြားယဟန်နှစ်ပါးစိတ်နှင့်နေပါသည်ဟုအရှင်အနုရုဒ္ဓဖြေသလိုပဲဖြေတယ်။အရှင်ဗရိယကလည်းအရှင်ကိမိလတို့အရှင်အနုရုဒ္ဓတို့ဖြေသလိုပဲဖြေတယ်။ဒါပါပဲဒါယကာမကြီး။ဆရာတော်ဖျားလည်းဒါပဲမိန့်ကြားပါလေ။ကျမကတော့ဆရာတော်ဖျားဘာကိုဆိုလိုသည်ကို သိရှိပြီးဖြစ်ပါတယ်။ကျမစိတ်ထဲတွင်မိမိကိုတတိယမိပါတယ်။ဝင်းနာမီယာဝင်းကြီးချုပ်ထံတွင် အတွင်းရေးအတွင်းဝင်လောက်ရမယ်ဆိုတော့တမိတမိဟာစိတ်ထက်တယ်၊မန်ကြီးတယ်၊စိတ်လဲမြန်တယ်၊လွတ်လွတ်လပ်လပ်နေတတ်တယ်။တမိရဲ့ပင်ကိုယ်မူလစိတ်ကိုမိမိကလွဲလို့ဘသူမှနားလည်မှာမဟုတ်ဘူး။တမိငယ်စိတ်အတိုင်းဝင်းနာမီယာမှာနေရင်ပဝင်းကျင်ကပြောမှာပဲ။သူ့အကိုဝင်းကြီးချုပ်ဖြစ်လို့မာနကြီးတယ်မောက်မာတယ်လို့ထင်မယ် ဒီတော့ဝင်နာမီယာမှာတမိအလုဆဝင်ရင်ခြေတုပ်ပစိုးမွေဆွဲကျိုးတို့ဆိုတဲ့ဇကားကို အမြဲနှလုံးသွင်းထားပါလို့မိမိကကျမကိုမှားပါတယ်မိမိဇကားကိုအစဉ်တတိရ၍ကိုကိုကိုတတိပေးနေရပါတယ်လူပေါင်းစုံ အလွာပေါင်းစုံနဲ့ဆက်ဆံရသောအခါတခါတရံတီးမခံနိုင်လောက်အောင် အကြောင်းများ တွေ့ရသောအခါထခုံမိမတက်ဒေါသဖြစ် စိတ်တူမိပါတယ်ရှိုက်ကြီးတငင်လဲငိုကြွေးမိပါတယ် ထမင်းတလုတ်အတွက်ငါဒီလောက်အောက်ကြတဲ့အလုတ်ကိုလုံနေရလေခြင်းလို့ခဏခဏတွေးမိကအလုတ်ထွက်ဖို့ကြိုးစားမိပါတယ်။သူများတွေအဖို့တော့ဝင်းကြီးချုပ်ဤအတွင်းရေးအတွင်းဝင်အလုတ်မှာအလွန်ဂုံရှိသောမတ်မောပွဲကောင်းသောအလုတ်တစ်ခုဖြစ်ကောင်းဖြစ်မယ်။ကျမကတော့စိတ်ပြက်လွန်၍တန်ရှင်းပြန်အနိုင်ဝင်းကြီးချုပ်ကပြန်လဲလှုပ်ဖို့ခေါ်ယူခြင်းတွင်ငင်းပယ်ခဲ့ပါတယ်။နောက်အနေထိုင်တော့မိမိကိုပြောမိပါတယ် မမေရမမေက ခြေတုပ်ပစိုးမွေးဆွဲကျိုးတို့နေရမယ်ဆိုလို့နေလိုက်တာသမီးမှာအဆွဲရီကျိုးယုံမကသွားရီပါ ကျိုးလို့ခုတော့တဖုံးမဲရှိတော့တယ်လို့ပြောမိပါတယ်မမေကတော့ရီပါတယ်ယခုတော့ကျမဟာ20ကျော်အရွယ်မဟုတ် ရှေ့စက်တင်ဘာ9ရက်နေ့တွင်62နှစ်ပြည့်တော့တွေ့ရမယ်ပဝန်းကျင်ကလည်းဝင်နာမီယာလိုဖဆပါလာလိုပဝန်းကျင်မဟုတ် သူတော်စင် တရားမွေသူတို့နဲ့အတူနေရပါတော့မယ်။ဒီလိုဆိုတော့ဝင်နာမီယာလိုဖဆပလာလိုပတ်ဝန်းကျင်ကလူမျိုးတွေနဲ့မတွေ့ရတော့ဘူးလားလို့မေးเสียရှိပါတယ်။တွေ့ရပါတယ်။အများကြီးပဲတွေ့ရပါတယ်။ဒါဖြစ်ရင်သူတို့နဲ့တွေ့လေတော့နှလုံးစိတ်ဝမ်းငြိမ်းချမ်းပါရဲ့လားလို့ကိုကိုကို မေးမိတယ်။ပထမဆုံးတွေ့ရတာက အမှုဆောင် အစည်းအဝေးမှာအမှုဆောင်များကိုတွေ့ရတယ်။လာတလာရဲ့ဒုတိယပတ် တနင်္ဂနွေနေ့တိုင်းအစည်းအဝေးရှိပါတယ်ဒုတိယကရုံးခန်းတွင်ကုကျင်းအလှရှင်များဧည့်သည်အမျိုးမျိုးများကို တွေ့ရပါတယ်တတိယကကျမအဆောင်မှုအဖြစ် တာဝန်ယူရသော အမျိုးသမီးယောဂီဆောင်ရှိယောဂီများလူများက ကျမရခင်တွေ့ခဲ့ရသောဖာစာပါလာဝင်နာမီယာတို့ထက် အလွာပေါင်းစုံနေဇရိုက်လည်းမျိုးစုံနေဒါပေမဲ့ကုသိုလ်ကောင်းမှုပြုလုပ်ရန်ဟူသောရည်ရွယ်ချက်နဲ့သာ လာကြ၍ ကောင်းသောလာခြင်းဖြစ် လာကြသူများဖြစ်ပါれအစည်းအဝေးမှာဖြစ်ဖြစ်တချို့ဧည့်သည်များယောဂီများကိုဖြစ်ဖြစ်တခါတခါတော့စိတ်မရှိခြင်းယခုတွေ့ရသောပတ်ဝန်းကျင်သည်အလွာသည့်တခုလို့ကျွန်မထင်ပါれတွေ့ခဲ့ကြုံခဲ့ဘူးသောအတွေ့အကြုံတို့ကြောင့်လောကအကြောင်းငါတိသိသင့်သလောက်သိသည်ဟုသောအထင်များကတော့ယော့ပါသွားပါれကျွန်မဝိထုတပုတ်မင်းမသိတာတွေရှိသေးတယ်ရေးခဲ့ပါれ ယခုလဲရေးခွင်များကြုံရင်မင်းမသိတာတွေအများကြီးဟူ၍ရေးကျင်ပါတယ်သို့တော့အစည်းအဝေးမှာဖြစ်ဖြစ်ဧည့်သည်တွေတွေ့တွေ့ယောဂီများနဲ့ပဲကြုံကြုံ ချမ်းမြေ့စရာတော်ဤမိမှချက်ကို ကျမမှာ အုံခံကရွတ်ဆူနှလုံးသွင်းရတယ်တစုံတစ်ခုပြောမယ်ကြံရင် မလောက်ခင်ငါသူတပါးနှစ်ဦးသားတွင်ဘု து များထိမိလေလှုပ်စဲငါသူတပါးနှစ်ဦးသားတွင် ဘသူများထိတယ်လဲလှုပ်ပြီးငါသူတပါးနှစ်ဦးသားတွင်ဘသူများထိပြီလဲစင်ကျင်ရမည်ဟု ဆိုပါသည်စင်တော့စင်ကျင်ပါသည် စင်ကျင်တဲ့ဂျားတွေကအစည်းအဝေးတွင် ကျမအတန်ကထွက်ထွက်သွားပါတယ်ဒါပေမဲ့တခါတခါစင်ကျင်နေမိတော့ကြောင့်ငါဒီစကားပြောရင်ဘသူကိုထိခိုက်သွားတော့မှာပဲဟုမျိုးသိပ်လိုက်ရတော့ကြောင့်အလုံမပြီးသည့်အခါလဲတွေ့ရပါတယ်သူတပါးထိခိုက်မှာဆို၍ ပြောတင်သည်ကို မပြောတော့ကြောင်းကျမကို ပြန်ပတ်သည်လဲတွေ့ရတယ်။ကြာလာတော့လဲသူတပားစိတ်နဲ့ငါနေရမှာလေလို့တတိနဲ့ပြန်လဲထိမ့်ချုပ်ကာကို့စိတ်ကလေးကိုနှလုံးသားထဲပြန်လဲတို့ဝတ်ထားရပြန်တယ်။မြတ်စွာဘုရားဂုံတော်တွင် သူကတော်ကြိုးရှိဟုတ်မှန်နှစ်တန်သောစကားကိုသာဆိုတော်မူသောမြတ်စွာဘုရားဝါကြိုးရှိဟုတ်မှန်သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန်သူမခံသာသောစကားကိုသာမွက်ကြတော်မူသောမြတ်စွာဘုရားလိုချမ်းမြေ့စေရတော်ဖွင့်ဆိုသည်ကို တွေ့ခဲ့ရပါတယ်။ဤနေရာ၌ကျိုးရှိဟုတ်မှန် သူမခံသာသောစကားဆိုသည်မှာမြတ်စွာဘုရားတို့အရာပင်ဖြစ်ပေလိမ့်မယ်လို့ကျမယူဆမိတယ်။မှန်ဤတခါတရံကျိုးရှိဟုတ်မှန်တော်လဲသူမခံသာသောစကားကိုကျမတို့ဆိုမိလျင် ကွမ်ကနေကွဲတက်သည်ကိုကျမသဘောပေါက်နားလည်မိပါတယ်။ကျမအဖို့အထင်းရအခက်ဆုံးသီလကတော့တချင်းဆိုခြင်းပါ။ရှစ်ပါးသီလစောက်တည်ရင်တော့နေဆဂီတပုတ်ဖြစ်၏။ဆရာတော်အနက်ဖွင့်သည်ကသာသနာတော်နှင့်မလျော်ဆန့်ကျင်ညောင်ချင်းတဖွဲဖြစ်သောကခြင်းတီဆိုခြင်းဟု၍ဆိုထားပါတယ်။ကျမကတော့ကျမ်းမာရေးကြောင့်၅ပါးသီလစောင့်ထင်းရပါတယ်။ ကျမတခြင်းဆိုနိုင်ပါတယ်။ဒါပေမဲ့ကျမဆိုတဲ့ကိုယောဂီများကြားပါက အနောက်အရှက်ဖြစ်သောကြောင့်စင်ကျင်ရပါတယ်။ကိုပိုင်လွတ်လပ်ခွင့်ဖြစ်တော်လဲသူတပားထိခိုက်မည်ဆိုသောကြောင့်ထိမ့်ချုပ်ရပါတယ်။ကျမက ရေချိုးကမ်းမင်းသမီးပြီးတော့စီဝါတကြတာမစိုးတက်ရှိရမယ်။တခြင်းတညင်းကြီးနဲ့အလုတ်လုတ်တက်ကျမဤချစ်သူစာအုပ်ထဲကျမရေးခဲ့ပါတယ်။တခါကဖဆပါလာတွင် ကျမအကိုကြီးဥနုနှင့်အတူနေရပါတယ်။ကျမသည်လာတာသောညများတွင်ဥနုအိတ်ခမ်းဝရဏနာတွင်တချင်းစုံနေတတ်ပါတယ်။အသေးထောင်မှာအချစ်ညောင်လေးတွေစူးနေဘဝင်းမှာတစ်ဖက်ဖက်နဲ့အသက်မကမောင်းကိုယူမတက်ချစ်မိပြီ။ဒိုင်းကနေကျမနောက်မှာအိတ်ခမ်းတကားကပွင့်သွားပါတယ်။ဥနုဟာ တကားဝမှာမာမာကြီးပေါ်လာပါတယ်။ဟေးမိခင်စုဘာဘာ အသေးတောက်မှာဘာစူးနေတယ်။ကျမဟာ ဖြက်ခနဲမတ်တက်ရက်လိုက်ကလက်ပိုက်၍အချင်းညောင်လေးတွေလို့ဖြေလိုက်ပါတယ်။မိစုတချင်းအော်ဆိုရင်မင်းရင်ထဲမှာစိတ်ညစ်စရာတွေပေါ့သွားသလား။ဟုတ်ကဲ့ပေါ့သွားပါတယ်ကိုကိုကြီး။အေးစိုးစမ်းဗုဒ္ဓဗုဒ္ဓကျမမှာအောင့်တတ်တဲ့ဗုဒ္ဓတွေစိုးလိုက်ရသည်မှာ။နောက်ညများမအိတ်ခင်မှာတော့ကိုကိုကြီးညွန်ကြားချက်အတိုင်း ကျမသည်ဓမ္မစကြာကို အမြဲရွတ်ဖတ်အိပ်ရပါတယ်။အိတ်ခမ်းချင်းကတ်နေသောအာရှလူငယ်များမှနားညီးရှာပေလိမ့်မယ်။ပြီးခဲ့သောမတ်လကလာရှိုးမှနန်းခမ်းအသွာခရီးတွင်လဲဆရာတော်ကကားတစီးကျမနှင့်အပြိုကြီးများဖြစ်သောဒေါ်မြရှိန်ဒေါ်ကျင်မွာဒေါ်လှကြည်တို့ကကားတစီးတွားကြရပါတယ်။မြို့မှောင်သောတောင်နှံစိမ့်မြသော တောရကုံအေးမြသောလေပြည်တို့က ျွမကိုဖမ်းဆားလိပြီအထူးသဖြင့်ကင်းစခန်းများတွင်တက်မတော်ရဲဘော်များကို တွေ့ရလေတော့နှလုံးသားထဲမှ သူ့အလွမ်းများသည် ခုံထွက်လာကြပါတယ်ကျွမသည်တချင်းတအေးအေးတီးဆိုလာသောအခါအပြိုကြီးများလည်းမနေကြတော့သူတို့ပါညက်လေးငုံမြပန်းခွေတို့ကို လိုက်ဆူကြတယ်တရရိပ်ပြေးနေသော ကားအရှိန်နဲ့တချင်းတံများနဲ့ကျမတို့သည်ငယ်ရွယ်ပြိုမြင့်သွားကြပါလေယခုလဲ ရေချိုးကာနီယောဂီများမရှိရင် တိုးတိုးတာတာတင်းကြီးမိပါတယ်။ဆိုပြီးပြန်တော့လေတချင်းဆိုတာသာသနာတော်နဲ့မလျော်ဆန့်ကျင်မှုတဲ့လို့နှလုံးသွင်းမိပြန်ပါတယ်။ဒါပေမဲ့တက်ကတူများဓမ္မယုံတွင်ဆရာတော်တရားဟောခဲ့စဉ်ကကခြင်းတီဆိုခြင်းနဲ့ပတ်သက်သောမိကွန်းကိုចောင်းသားများမေးသည့်အတွက်ဖြေဆိုခဲ့ပါတယ်။လောကဝဇ္ဇအနေနဲ့ကခြင်းတီဆိုခြင်းတို့မှာအပြစ်မရှိပါဘူး။ လောကုတ္တရာအနေနဲ့တော့မလျော်ကံမာဟုဖြေဆူခဲ့၍ကျမစိတ်သက်သာပါတယ်တခါတခါတော့လဲအလုတ်လုတ်ရင်းမြစ်တာပို့ကသချင်းအစာမြစ်တာဘာဝနာပွားပါတယ်တခါတခါတော့မရပါကျမသချင်းဆိုဒီကိုကြားမိသူတို့ကတော့အဖွားကြီးတယောက်သချင်းဆိုနေတယ်ကလေးကလားလို့မှတ်ချက်ချကောင်းချပြီးလိမ့်မယ်အမြဲလဲနှလုံးသားသည်ရှစ်ပါးတီလာနဲ့ထုံမိုးမနေအနာခံလဲမဟုတ်လေတော့ တချင်းတီဆိုရင် ကျမနှလုံးသားကိုလွတ်လပ်ခွင့်ပေးရပါလေ။ဝေယဝစ္စလုံဆဲမှာတော့ငါယူထားရတဲ့တာဝန်ဟာ သူများတွေယူထားတာထက်ဆိုင်ရင်အသက်သာဆုံးပဲလို့နှလုံးသွင်းမိပါတယ်။ထိုကဲ့သို့နှလုံးသွင်းမိသောအခါကြံဝေယဝစ္စလုံဆဲမှာတော့ငါယူထားရတဲ့တာဝန်ဟာ သူများတွေယူထားတာထက်ဆိုင်ရင်အသက်သာဆုံးပဲလို့နှလုံးသွင်းမိပါတယ်။ထိုကဲ့သို့နှလုံးသွင်းမိသောအခါ ကြံဝေယဝစ္စလုတ်သူများကိုကြီးညိုလေးစားစိတ်ဝင်လာပါတယ်။ကျမပထမဆုံးရေးသောဝိထုတိုမှာပရိသာမဂဇင်းတွင် ပါသောအရင်ဖြစ်ပါတယ်။ကျမသည်လည်းတောရိုင်းတရိတ်ဆန်လိုလွတ်လပ်ခြင်းအေးမြခြင်းနှင့်တောဤတာယာမှုကို နှစ်သက်ပါတယ်။သို့သော လူပောင်လောကတွင်တော့ထိမ့်ချုပ်မှုသည် အမဲလိုရှိနေရတယ်။လောကုတ္တရာနေမြေမှာတော့ကိုယ်စိတ်နှစ်ပါးကိုတတိနှင့်စောင့်ရှုနေရသောကြောင့် ထိမ့်ချုံမှုမှာအထွတ်အထိပ်ရောက်နေပြီယခုတော့ကျမလိုအရင်နဲ့ချမ်းမြေ့ဟိတ်တာတွေ့ကြပြီနောက်တစ်ခုမှာကျမတို့ဒီဗုဒ္ဓဘာသာကိုရိုသေကိုင်းဆိုင်သောမိဘများမှစဉ်သက်လာတော့လေကျမတို့ငယ်စဉ်ကဆရာဖုန်းတော်ကြီးများအိမ်တို့ကြွလာလျင်မိန်းကလေးများဖြစ်၍ဝေးဝေးကနေရတယ်ထို့ကြောင့်ဥချရှိခိုးပြီးလှုပ်เสียရှိသည်ကိုလှုပ်ပေးုံပဲတက်ပါတယ် စကားလည်းမပြောရပါထို့ကြောင့်ဖုံးတော်ကြီးများကိုဝီနီးနှင့်အညီမလျှောက်ထားတတ်ပါ တခါတရံအရက်သုံးစကားနှင့်ရော၍မှား၍သုံးတတ်ပါလေတချို့ကြတော့တိကိုမတိပါဥပမာဆရာတော်များကိုနာမည်ဘွဲ့တက်၍မသုံးရ ဥပမာ မဟာစီကျောင်းနိုင်ဆရာတော်ဖြစ်၍မဟာစီဆရာတော်ဟု၍ပဲခေါ်ဝေါ်သုံးနှုံးရမယ်ချမ်းမြေရိတ်တာကျောင်းတိုင်ဆရာတော်ဖြစ်၍ ချမ်းမြေစီရတော့ဟူ၍ပဲခေါ်ဝေါ်သုံးနှုံးရမယ်။အရှင်ဇနကာပြိဝန်တဟူ၍မခေါ်ရကြောင်းများကို လုံးဝမသိပါ။ဝါကြီးသူဆရာတော်များကို အရှင်ဖျားလို့မလျှောက်ထားရ။ဆရာတော်ဖျားလို့သာပြောရမည်ဆိုသည်ကိုလည်းမသိပါ။ဒါတွင်မကဘာသာရေးဆိုင်ရာအသုံးအနှုန်းဓလိထုံးစံများကို အသေးအဖွဲပင်ဖြစ်တော်လဲဆရာတော်ဖျားတရားပွဲများတွင် ဟောပြောပြသသွားတော်မှ ကျမသိရှိရပါတယ်။ ဆရာတော်များကအစကိုရင်များအထိ စကားပြောလျင်လက်ဟန်ချီဟန်မပါရလက်အုပ်ချီ၍စကားပြောရတယ်။ချမ်းမြေရိတ်တာတဲ့ဘဲသွားသွားဖုံးတော်ကြီးဥပစင် ကိုရင်တို့ကမလွတ်လမ်းမှာတွေ့ကြသည်ပဲဖြစ်တော့လက်အုပ်ချီမြဲချီကကိုကိုညွတ်ကနဲ့သွားမိတော်တယ်။ကြာတော့လူတွေ့ရင်ပဲရှစ်ခိုးကျင်တယ်လို့ဖြစ်လာတယ်။တခါတလေတော့လေရွာသူတို့ဓလိအငွေ့မပြေတတ်တော့ကျမအားဆရာတော်က ဒါဟိကာမကြီးဒါဝင်ကြီးချုပ်ယုံမဟုတ်ဘူးအေးအေးသာသာလှုပ်ပါ စိတ်ကိုလည်းအေးအေးထားဒါမှမျက်နာကကြည်လင်အေးချမ်းမယ်လို့ဆိုပါတယ်ကျမမှာကျမကိစ္စတွေနဲ့ရှုပ်ထွေးကဆရာတော်ကိုလည်းဖွင့်မပြောရက် မပြောတင်တော့အကြောင်းများရှိလာရင် ကျမရင်ထဲခံစားချက်ကကျမမျက်နာမှာပေါ်လာတတ်ပါတယ်ဒါကြောင့်ဆရာတော်ကသတိပေးခြင်းဖြစ်ပါတယ်ပြီးတော့ကျမလိုလူကငငယ်ကဂျပန်ခေတ်ဝန်ထမ်းတင်နန်းတက်ရရင် ကျမခေါင်းဆောင်သောအဖွဲဟာကစားခုံစားမှာပထမဆွဲ၍မိမပီတမှုစီကံရှိမှုမှာနောက်ဆုံးက အမှတ်ရခဲ့ရပါတယ်ဒီလိုတောပြော်အရင်မိမကိုမှဆရာတော်ကအဆောင်မှုလောက်ခိုင်းလေတော့အဝိုင်းနဲ့လေးတောင်ပဲပေးအပ်တော်တာဝန်ကိုဥလေမတုံဆောင်ရွက်တီကလွဲ၍အရေးအချင်းကတော့ပြည့်မီမီမထင်ပါအမှန်တော့ယူတော်ရဤဟူသောစကလုံးလိုပင်နနက်အာယုံတက်မှ မျက်စိနှလုံးပိတ်ချိန်အထိယူတက်လျင် ချမ်းမြေရိတ်သာသည်ကုသူအပြည့်ရမယ့်နေရာဖြစ်တယ်။ဘာပဲဖြစ်ဖြစ်ပေါ့ကမ်းမမြင်ပတ်ချုပ်လှိုင်းငါပုတ်တဲ့နဲ့သမုတ်တရားကူးသောအခါ၌ဆိုသောသကလုံးများလိုပင်တန်တရားပင်လေပြင်တွင်လှိုင်းပုတ်ခံရသောကြောင့်ချမ်းမြေရိတ်တာငွေတောင်ရံပေါ်သို့ကျမရောက်ခဲ့ပါသည်။ဒီတောင်ရံကမခွာရက်တဲ့တီးကိုလည်းညီး၍မဖြစ်သေး။ဘာမှမမြဲသောလောကတွင် တနေ့တော့ဒီတောင်ရံကခွာရပေလိမ့်မည်ထို့သောနေစေကာလတွင်ချမ်းမြေအောင်နေတတ်မှကျမချမ်းမြေပါလိမ့်မည်စာရေးဆရာမကြီးခင်နှင်းယူရဲ့ဇီဝဇိုးစံအိမ်လက်ရွေးစင်အတွေးဆောင်မစာစုစာအုပ်ဒီနေရာမှာတွင်ပြီးဆုံးပြီဖြစ်ပါရဲ့ရှင်နားဆင်သူပရိသတ်များအားလုံးစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင် အားလုံးပဲဂျေဇူးများ၏တင်ပါရရှင်။